စကိုင်းတိုင်းဝန်းသူမျိုးနဲ့နန်းခမ်းကျေးရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်လို့ကလေးငယ်တွေအပါအဝင်30ကျော်တိဆုံကြောင်းမြို့ကန်တဦးကပြောပါတယ်စစ်ကောင်စီကဧပြီ6ရက်မနေ့ကညနေ3နာရီလောက်မှာလေကြောင်းတိုက်ခိုက်ခဲ့တာပါနန်းခမ်းကျေးရွာစေယုံရှင်းနဲ့အကြောင်းဟောင်းပတ်ဝန်းကျင်ပေါင်900ဘုံကျဲချခဲ့တာဖြစ်ပါတယ်ဖုန်းလိုက်ဆက်သွယ်ရခဲ့ကြအောင်အသေးစိတ်ကိုတော့မသိရသေးပါဘူးဝန်တော်မျိုးနဲ့နေမြေဆက်ဆက်မှုရှိတဲ့အင်းတော်မျိုးကိုဒေါ်လာရည်ပူပေါင်းတက်တွေကဧပြီ9ရက်ညမှာတိုက်ခိုက်သိမ်းပိုက်ထားပါတယ် စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးအုံပြုပစ်ခတ်မှုတွေပြုလုပ်နေစေလို့ဒေသရင်းသတင်းရှင်းပြတွေကပြောပါတယ်။ပြီးတော့မနေ့ကညနေပိုင်းမှာလဲစကိုင်းတိုင်းကကဏီမြို့ကိုဆက်တက်လေဒီနဲ့ဘုံကျဲတိုက်ခတ်ခဲ့ပါသေးတယ်။စကိုင်းကလေးကြီးကြောင့်ပြည်သူတွေဘေးသင့်နေတဲ့အချိန်မှာစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်လို့မတ်လ28ရက်ကနေဧပြီလ8ရက်နေ့အထိပြည်သူ82ဦးသေဆုံးခဲ့တယ်လို့ NUG ကမနေ့ကထုတ်ပြန်ထားပါတယ်။ ။ဒါပေမဲ့ဝန်တို့မျိုးလေးချောင်းတိုက်ခိုက်ကြရမှုကြောင့်တိတ်ဆုံးတဲ့စည်ရင်းကိုတော့ထပ်ပေါင်းလိုက်မယ်ဆိုရင်သတင်းနှစ်ပတ်မပြည့်ခင်မှာပဲစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင့်ရဲသားပြည်သူတရာကျော်တိတ်ဆုံးခဲ့ရပြီးဖြစ်ပါရဲ့ရှင်။